တိတ်ဆွေးနွေးမှုမဂ္ဂင်းပြည့်တဲ့ကြီးမင်္ဂလာပါနေကြီးကတော့ဒီနေ့မှာတော့မုံကရိုးဝါကျော်လေးလောက်ပြမှာဖြစ်ပါတယ်ရန်ကုန်ဘက်မှာတော့မုံလုံးကြီးကျော်လို့ခေါ်မယ်ထင်ပါတယ် ရန်ကုန်ဘက်ကမုံလုံးကြီးကျော်တွေကတော့အုံယူထာပနာထားပြီးတော့လှုပ်လေးရှိပါတယ်။အခုကတော့ညီကြီးကအညာဒီတာမှာလှုပ်ရှားနေတဲ့အတိုင်းပဲနဲ့ထညက်ကိုထာပနာထားပြီးတော့လှုပ်ပြမှာဖြစ်ပါတယ်။ဒါလေးကတော့တညအဲ့ရေးစိန်ထားတဲ့ပဲလုံးမျိုးလေးဖြစ်ပါတယ်။အထက်ညာဒီတာမှာတော့သူ့ကိုနတော်ပဲတလာပဲလို့လဲခေါ်ကြပါတယ်။ပဲကိုရေမစိန်ပဲနဲ့ဒီတိုင်းလေးပြုတ်မယ်ဆိုရင်တော့နှစ်ရေသုံးရေလောက်ထိပြုတ်ရပါမယ်။ဒါဆိုရင်တော့ပဲလေးကိုစပြုတ်ပါမယ်။ မီအေးအေးလေးနဲ့ပဲလေးတွေနူးလာသည့်အထိပြုတ်ပေးရပါမယ်။ပဲလေးကိုပြုတ်ထားနေချိန်မှာမုံအနစ်လေးကိုစပြီးတော့ဆက်ပါမယ်။စံစိမ့်မုံလေးထည့်ပါမယ်။ပြီးရင်စားလေးနှင်းငယ်ထည့်ပါမယ်။ဘေးကင်းဆိုရာလေးနှင်းငယ်ထည့်ပါမယ်။ထည့်ပြီးရင်တော့အကုန်လုံးကိုရောင်းမလေးနဲ့ရောသမမွေလိုက်ပါမယ်။နောက်ဆုံးမှာတော့ရည်လေးထည့်ပါမယ်။ရည်ကိုဖြည်းဖြည်းချင်းစီထည့်ပါမယ်နော်။ ရောင်မလေးနဲ့နေရအဆင်မပြေတော့လက်အိတ်လေးနဲ့ဆွပြီးတော့နေပါမယ်နော်။မုံသားကိုမုံလုံးရေပေါ်လုံးလို့ရတဲ့အနေအထားထိရအောင်လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရေကိုဖြည်းဖြည်းချင်းထည့်ရဖြစ်ပါရဲ့နော်။ရေများသွားရင်တော့မုံရေကျဲသွားမှာစိုးလို့ပါနော်။ဒီနေရာမှာမုံသားလေးကိုပျော့ပျော့လေးစားခြင်းနဲ့ဆိုရင်တော့ကောင်းချင်းမုံအချိုးအစားကိုများပြီးတော့ဆန်မုံအချိုးအစားကိုနေပေးမယ်ဆိုရင်တော့မုံသားပျော့ပျော့လေးရမှာဖြစ်ပါတယ်။ဒီမုံသားလေးကိုတော့မိနစ်30လောက်ထားပြီးတော့နှက်ပေးထားပါမယ်နော်။ ပဲနံလေးရလာပြီဆိုတော့ပဲဦးတက်ထားလေးရမရကြည့်ကြည့်လိုက်ပါဦးမယ်နော်ပဲနံမနက်ကိုတော့ဇွန်လေးနဲ့ပဲလေးကိုခတ်ပြီးတော့လက်လေးနဲ့ဒီလိုမျိုးလေးခြေကြည့်ပါမယ်ဒါဆိုတော့နည်းနည်းလေးတော့လူသေးရပေါ့နော်ရေလေးနည်းနည်းလေးထက်ထည့်ပြီးတော့အဖုံးလေးအုပ်ပြီးထက်တယ်ထားပါမယ်ထညက်ထည့်ပါမယ်ရေထည့်ပါမယ်ထညက်ကိုလေဝယ်တဲ့အခါမှာဆိုလို့ချင်းတဲတို့ဖုံလို့မပါတဲ့ထညက်လေးကိုဝယ်ရွေးပြီးတော့ဝယ်တင်ပါရဲ့เนาะမုံလုံးမှာဆိုတော့လေ ဖုံလို့တဲလို့ပါလို့ရှင်အဆင်မပြေဘူးလေနော်ထញ្ញံရည်လေးကိုတော့ပြပြလေးနေအောင်ကြိုးပေးပါမယ်။အချိုများများကြာရင်တော့ထញ្ញံရည်ကိုများများလေးလှုပ်ပေါ့နော်။အချိုနည်းနည်းကြာရင်တော့ထញ្ញံရည်ကိုအများကြီးလှုပ်ဆရာမလိုပါဘူးနော်။ခုလောက်ဆိုရင်ပဲလေးလဲနူးလောက်ပြီးထင်ပါရယ်နော်။ခုနလိုပဲဇွန်လေးနဲ့စမ်းကြည့်လိုက်ပါမယ်။လိုလက်လေးနဲ့နှိပ်လိုက်လို့ခြေလို့ရတဲ့အနေထားဆိုရင်တော့ရပါပြီ။ဒါဆိုရင်တော့မီးလေးပိတ်လို့ရပါပြီ။ပဲလေးတွေကိုဘရန်နာနဲ့ထည့်ပြီးတော့ကြိတ်ပါမယ်။ အညာမှာဆိုရင်တော့ပဲဟိုမှာအဲ့လိုမျိုးရောင်မလေးနဲ့ဖိတာမျိုးလည်းရှိတယ်။နောက်ပြီးတော့ငရုတ်စုံထဲမှာထည့်တောင်းတာလည်းရှိတယ်။ဒီမှာတော့လွယ်လွယ်မြန်မြန်နဲ့မို့လို့ brander နဲ့ထည့်ပြီးတော့ကြိတ်ပါတယ်။အသားကြိတ်ဆက်နဲ့လည်းကြိတ်လို့ရပါတယ်နော်။ brander နဲ့ကြိတ်တဲ့အခါမှာလေးရေလေးတော့နည်းနည်းထည့်ပေးပြီးတော့ကြိတ်ပေးရပါမယ်နော်။နောက်ထပ်တစ်ခေါက်လောက်ထပ်ကြိတ်ပါမယ်เนาะပေးလေးတွေက တချို့ဟာလေးတွေကမကြည်တလို့လေးဖြစ်နေလို့ပါเนาะဒီလောက်အနေထားလေးဆိုရင်တော့ရပါပြီเนาะ ကျိတ်ထားတဲ့ပဲလေးတွေကိုခုနကကြိုထားတဲ့ထညက်ရည်ထဲမှာလောင်းထည့်ပြီးတော့ပဲရည်လေးလုပ်ပါမယ်နော်ပဲရည်ကြိုတဲ့အခါမှာထညက်အချို့မြများကြရင်တော့ထညက်မြများလေးထည့်ပြီးတော့ကြိုပေးရပါမယ်နော်တကယ်လို့ထညက်ဝယ်ဖို့ကအဆင်မပြေဘူးဆိုရင်လည်းတကြားနဲ့ကြိုလို့ရပါတယ်တကြားနဲ့ဆိုရင်တော့ဒီလိုမျိုးအညူရောင်လေးမထွက်တော့ဘူးပေါ့နော်အဖြူရောင်လေးထွက်သွားမှဖြစ်ပါတယ်ပဲရည်ကြိုလေးကိုတော့တော်တော်ပြည့်ပြည့်လေးကြိုပေးပါမယ်ဒီလောက်အနေထားလေးရောက်ပြီဆိုရင်တော့မီလေးပိတ်ပြီးတော့အိုးလေးကိုချပြီးတော့ခနာလေးအေးအေးခံထားပါမယ်နော် အခုဆိုရင်တော့မုံလေးကိုစပြီးတော့ထာဝနာထည့်ပါမယ်လက်လေးကိုအရင်စီဆွတ်ပါမယ်မုံသားလေးကိုတော့ခမန်းကြီးမုံလုံးကြီးပေါ်ရဲ့နှစ်စားစာလောက်လုံးပါမယ်ညီကြီးကတော့မုံသားပြော့ပြော့လေးလိုချင်တဲ့အတွက်ကြောင့်မို့လို့ကောင်းကြီးမုံများပြီးတော့ဆံမုံအချိုးစားလေးကိုနှဲထားပါတယ်ဒီမုံနစ်ကိုပဲငပြောသီးတမျိုးကိုခြေပြီးတော့ထည့်မယ်ဆိုရင်တော့မုံလက်ကောက်ကြုံမဲ့မုံသားလေးရပါမယ်လုံးထားတဲ့ကရိုးဝါလေးတွေကိုစီပူထဲမှာ စပြီးတော့ထည့်ကျော်ပါမယ်နော် ကျော်တဲ့အခါမှာမီးပြော့ပြော့လေးနဲ့ကျော်ပေးပါမယ်နော်။ CO လည်းအများကြီးသုံးစရာမလိုပါဘူး။ဒီလောက်ဆိုရင်ရပါပြီ။ဒီလိုမျိုးကောင်းကြီးမုံလေးတွေကိုကျော်တဲ့အခါမှာတော့အကြက်ညီအောင်ဟိုဘက်ဒီဘက်လှန်ပေးပြီးတော့ကျော်ပေးပါမယ်နော်။ဗေးသားလေးတွေကိုလည်းလှက်ပတ်ပြီးတော့ကျော်ပေးပါမယ်နော်။မီးအရင်ပြင်းတဲ့အခါမှာတော့အပြင်အသားတွေကျက်သွားပြီးတော့အတွင်းပိုင်းသားတွေကမကျက်တတ်ပါဘူး။အဲဒါကြောင့်မို့လို့စိတ်ရှိရှိလေးနဲ့ကျော်ပေးရပါမယ်နော်။ဒီလောက်ဆိုရင်မုံလေးကရပါပြီ။ အခုဆိုရင်တော့အပြင်ပိုင်းကကျွရွာပြီးတော့အတွင်းပိုင်းကနုညံ့ဤဆက်နေတဲ့ကရိုးဝါချုံမုံလေးရပါပြီ။အပြင်ကုန်လေးရကျွရွာနေပြီးတော့အတွင်းသားလေးရနုနုဤဤဆက်ဆက်လေးနဲ့ခြုံတယ်စိမ့်နေစားလို့ကောင်းနေတေးဆွေတို့ခုမဂဇင်းပြည့်တဲ့ကြီးလဲအခုနေကြီးလောက်ပြတဲ့ပုံစံအတိုင်းလိုက်လို့စားကြည့်ပြီးနေကြီးကိုပြန်ပြောပြပါအောင်เนาะအားလုံးပဲတက်တာ